ဝင်လို့ရပြီဝင်လာဖို့ပဲကြံတော့တယ်ဟလားအခုကျွန်တော်တို့ဘင်္ဂလားဒေ့ရှ်ကနေပြီးတော့အခုဒါမြောက်ပြပြီးတော့ဆန်တောင်းနေပါပြီနော်မြောက်ပြပြီးတော့ဒါဆန်တောင်းနေပြီသူတို့ရဲ့ဒီနှစ်ပေါင်းတရာဝန်းကျင်ခန့်လောက်မှာသူတို့နိုင်ငံကြီးကမသေးချာတော့ဘူးဟလားမသေးချာတော့တာဘာမသေးချာလဲဆိုတော့သူတို့နိုင်ငံကအမတန်မှအန္တရာယ်များတယ်နော်ရေအောက်ကိုရောက်သွားနိုင်တယ်ဟလားပင်လယ်ရေတွေမြင့်လာတဲ့အမြသူတို့နိုင်ငံကလည်းဟလားဒါရေလွှမ်းမိုးလာပြီးရေတွေတက်လာပြီးဆိုရင်ဒါသူတို့ နေစရာနေရာတွေကအမတန်ဘကျင်းမြောင်းသွားပြီနော်နေဖို့ဒီလူဦးရေဒီလောက်များပြားတဲ့လူဘင်္ဂလားတက်နိုင်ငံလူဦးတွေလောက်ထူထပ်နေတာနောက်နှစ်ပေါင်း90တရားဒီလောက်ဖြစ်လာပြီဆိုနေစရာနေရာရလည်းမရှိတော့ဘူးဟုတ်လားအဲ့ဒီလိုခက်ခဲပြဿနာတွေရှိတယ်အဲ့တော့အခုတော့ဘင်္ဂါလီဆိုတဲ့အဲ့လူမျိုးစုကိုတို့နိုင်ငံသားပါမြန်မာနိုင်ငံသားပါဆိုပြီးတော့အခုအဲ့ဒါတို့ကအကြောက်ကန်ညင်းပြီးတော့ဒါအခုမြောက်ပြပြီးတော့ဆန်တောင်းနေတဲ့အဆင့်ဖြစ်နေပြီနော်အဲကျွန်တော်တို့ရခိုင်ပြည်နယ်ကြီးကိုခွဲထွက်ပြီးတော့လား ပေးဖို့နော်ရခိုင်ပြည်နယ်ကိုပေးဖို့ဒါတရုတ်ကိုအကူအညီတောင်းတယ်ဒါအရှိမလည်းရှိခဲ့ပြီပါတယ်နော်ကမ္ဘာနိုင်ငံဒါနိုင်ငံကြီးတွေဆရာကြီးတွေဟာလာသူတို့အကူအညီတောင်းပြီးတော့ရခိုင်ပြည်နယ်ကိုဟိုရယူဖို့အတွက်ကိုတို့နေလန်းအမျိုးစုံနဲ့စူးစမ်းခဲ့တာလဲဒါအားလုံးအသိပဲဟုတ်လားအခုလည်းတရုတ်ကိုအကူအညီတောင်းပြီးတော့ဒါသူတို့ကနေဒါဒီရခိုင်ပြည်နယ်ကိုဒါဘင်္ဂလားဒေ့ရှ်ကနေပြီးတော့ ဒါပင်ကလေးလူမျိုးတွေကိုထားဖို့ဆိုပြီးတော့ဒါခွဲထွက်ဖို့ခွဲထွက်ပြီးဒါတောင်းနေပါလားအဲ့တော့ကိုထုံးမျက်နှာရင်ဘာလုံးမှာလဲလို့ကျွန်တော်ပြောချင်ပါတယ်เนาะကျွန်တော်တို့တွေကကိုထုံးမျက်နှာလို့ဆိုရခိုင်လူမျိုးတွေဆိုရဲဗုဒ္ဓဘာသာလူမျိုးတွေပဲเนาะကျွန်တော်တို့မမာတွေကျွန်တော်မြန်မာလူမျိုးတွေတော့များများလဲဗုဒ္ဓဘာသာဒါတန်သမီးတွေဆွေတော်မျိုးတော်တွေပဲเนาะကျွန်တော်တို့ကတော့ရှင်းရှင်းပြောရခိုင်ရဲ့မမာရဲ့တော့မဟုတ်ဘူး ဗုဒ္ဓသာသမိတွေဗုဒ္ဓရဲ့ဗုဒ္ဓရဲ့ဆွေတော်မျိုးတော်တွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကတော့အဆုံးရှုံးမခံနိုင်ပါဘူးကိုတိုင်းရင်သားတွေနော်ကိုရဲ့တိုင်းရင်သားတွေရခိုင်လူမျိုးတွေဆိုတာကလည်းဟလာတရားတော်တွေဗုဒ္ဓအဆုံးအမတွေပေါ့နော်တော်တော်လေးကိုယူသေးကိုင်းဆိုင်နေလူမျိုးဖြစ်တဲ့အတွက်ကျွန်တော်တို့နှမျိုးပါတယ်နော်အရင်လည်းနှမျိုးပါတယ်ကျွန်တော်တန်ဖိုးလဲထားပါတယ်နော်အဲ့ဒီအတွက်ကိုကျွန်တော်ကဒါဟိုမြေတားရက်ခန့်ကျင်တာကတော့နော်စီလုံးသိမ့်ပြီလို့ဟလာကိုနိုင်ငံသားတွေနဲ့ကိုရဲ့ ာပြည်သူတွေနဲ့စီလုံးသိနေပြီเนาะအဲ့လိုအစွန်ရောက်ဝါဒအစွန်ရောက်ဟလာအယူအဆတွေတော့မရှိသင့်တော့ဘူးလို့ထင်ပါတယ်เนาะနောက်တကားကြီးကလည်းပွင့်နေပါပြီဟလာတရုတ်ဆိုတာလည်းယုံလို့မရပါဘူးเนาะတရုတ်ဆိုတဲ့လူမျိုးကလည်းယုံလို့မရကျွန်တော်တို့မြန်မာနိုင်ငံပေါ်မှာဘယ်တော့မှကောင်းခဲ့တဲ့နာလူမျိုးမဟုတ်ပါနိုင်ငံမဟုတ်ပါဘူးတရုတ်ကလည်းသိလားအဲ့ဒါဘာဖြစ်လဲဆိုတော့အခုသူကောင်းပြနေတဲ့ပုံစံမျိုးလေးလုပ်နေတာဟာလေအမှန်တကယ်သူ့မှာဟာလာရွေးချယ်စရာလမ်းမရှိတော့လို့သူဟာလာမြန်မာနိုင်ငံပေါ်ကောင်းတဲ့အောင်သူပြနေတယ်တရုတ်ကဟုတ်လားအဲ့တော့ဒီ အနောက်နိုင်ငံကြီးအင်အားကြီးနိုင်ငံကြီးတွေကပိတ်ဆို့လိုက်မယ်ဆိုရင်ပင်လယ်ပိုင်းတွေမှာဟာလားပိတ်ဆို့လိုက်မယ်ဆိုရင်သူ့အတွက်ထွက်ပေါက်မရှိတော့တယ်ဟာလားစီးရေးအမြင်ဟာလားစီးပွားရေးအမြင်ဟာထွက်ပေါက်မရှိတော့လို့ဒါကြောင့်မြန်မာနိုင်ငံဘင်္ဂလားဒေ့နိုင်ငံတွေကဒါဟာလားသူ့အတွက်အရန်အသုံးတဲတဲ့နိုင်ငံတွေဖြစ်တဲ့အတွက်ကိုသူကနေပြီးတော့အလိုက်အသင့်ဒါသူတုတ်ပြီးတော့ဒါကောင်းပြနေတာပါနော်